ညဘဘလာတည့်ရနေ့စနေနေ့အာယုဥစုတောင်းခြင်းအစီအစဉ်အစပြုရအတွက်ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်ခေရှာယအနကတိကျမ်းအခန်းကြီး40အငယ်37တစ်ပုဒ်ဖြစ်ပါတယ်ခေရှာယအနကတိကျမ်းအခန်းကြီး40အငယ်37ဖြစ်ပါတယ်ထာဝရဘုရားကိုမြှော်လင့်တော်သူတို့က အားပြကြလိမ့်မည်။ရွှေလင်းသာကဲ့သို့မိမိအတောင်ကိုအသက်ပြုပြင်ကြလိမ့်မည်။ပြီးတော်လည်းမပင်ပါ။ခရီးတော်သောအခါမမောရကြစိတ်တော်ကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်။ယနေ့နနေ့စောစောရှိတော်မောက်ကိုကျွန်တော်ဝင်ကြတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အား တုံတင်လမ်းပြလက်လျှောက်နိုင်ဖို့ကောင်းကြီးပေးပါမည်အကြောင်းမနည်းရင်းနှီးနောက်ကာလမပြောင်းမလဲအတက်ရှင်ကြီးကျွန်ုပ်တို့ကိုခတ်သိမ်းသောအမှုရာတွေကိုတတ်ဆွမ်းနိုင်ဖို့ဗျာခွန်အားနဲ့ပြည့်စုံစေတဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တရဲ့မြတ်သောနာမနဲ့ယူသည်စွာကြည်စုတော်ဘောင်ကိုချီးမွမ်းလက်ဤနေ့နဲ့အစီအစဉ်ကိုအရှင်ဖျားလက်တထဲသို့ကျွန်ုပ်တို့အားလုံးသဘောချင်းတူလျက်ဆုတောင်းဆက်ကအနန္တကြပါလေပါဗျာ အာမင်ဓမ္မတိချင်းအမှတ်268လောကီစည်းစိမ်မြို့မြို့တထဲကိုရိုတာရွေးချစ်တယ်လောကမိစီအပေါင်းတို့ထဲကိုရိုတာရွေးချစ်တယ်အကျွန်ုပ်အားဝမ်းမြောက်စေသောကြောင့်ကျွန်တော်အမြဲတမ်းဝမ်းမြောက်ပြီးချစ်ချင်းမေတ္တာတကယ်ရှိသောကြောင့်စိတ်ပျက်စရာမရှိဘူးတက်တာတွေကိုရပါခြင်းဖြင့်တလောက်တော့ကျွန်တော်တို့ရှင်နှန်းစီရင်ကိုရိုနစ်မြေဝါထင်းနေဖူးမြင်ရတဲ့အခါမှာ ဘလောက်ဝမ်းမြောက်မလဲဆိုတဲ့ဒီရှင်လေးကိုအတူတကွဘုရားရှင်မေတ္တာလို့တသေးလုံးခံစားရလေဘုရားရှင်အိမ်တော်မှာအစဉ်မြဲတွေ့ရတဲ့အောင်ဝမ်းမြောက်စွာတည်ဆိုချီးမွမ်းကြပါစို့ညို့ညို့ ီတောင်ကြီးကော်မတီကနေကျွန်တော်ပေးထားတဲ့ကျမ်းစာနဲ့ခေါင်းစဉ်ကတော့ဘုရားခင်သည်ကျွန်တော်ကိုအသက်ပြုပြင်ခြင်းကတတ်နိုင်တဲ့အရှင်ဖြစ်တယ်။ကျမ်းစာကတော့ဒီမှာဟောမှာဆိုလို့ရှိရင်52ခုမြောက်သောစာလံဖြစ်တယ်။နောက်တစ်ခါဒီမှာဟောမှာပဲရှိရှား40အငယ်37ခုနကျွန်တော်ဖတ်သွားပါမယ်။ထာဝရဘုရားကိုမျှော်လင့်တော်သူတို့သည်အားပြကြလိမ့်မည်။ ရှင်လင်းသားတံပြေတို့အတိပြည်ပြင်ကြလိမ့်မည်ပြီးတော့လည်းမပင်မခရီးသွားတော့ခါမမော်ရကြလေးစနေခုမြတ်သောဆာလာအခန်းငယ်၁၁ခန်းပဲရှိပါလေဒီကနေ့၁၁တိပဲရှိပါလေဒီဟာလည်းကျွန်တော်အမြဲတမ်းအလွတ်ရပါလေတချင်းတော့ကျွန်တော်ရရတယ်နော်တမင်တည်းရဲ့ဒီယေရှုသောကြောင့်ကိုတောင်းတလို့ကျွန်တော်ဝိညာဉ်ဒီကိုယ်တော်ကိုတောင်းတပါလေတကယ်ပဲကျွန်တော်ဖျားပြန်တောင်းတရလားဒီနေ့ပြန်ရှိစေရမယ် ကျမ်းသာဖတ်တဲ့အခါဘာလို့တောင်းတတယ်လဲရှင်ငွေလေးကျမ်းမာခြင်းနေလောကနဲ့ဆိုင်တဲ့အရာတွေအောင်မြင်မှုတွေပဲတန်တန်နေလားတောင်းတတယ်ဆိုတာတမင်တွေကရင်မောပြန်မနဲ့ခါမှာသူဘာပဲတောင်းတရေပဲတောင်းတာလေစီးရရင်ရေတွေကြီးမဟုတ်ဘူးဒီကျောင်းတိပြန်မနဲ့ခါမှာလဖိလည်းမတောက်ချင်ပါဘူးအိုဘတီလည်းမတောက်ချင်ပါကော်ဖီလည်းမတောက်ချင်ပါဘူးဘာပဲတောင်းတာလဲရေပဲတောင်းတာလေ ဒီနေ့ကျွန်တော်ဝိညာဉ်ရတကယ်ပဲဆံကရဘာဆံကလဲဆိုဖယားသခင်ရဲ့နှုတ်ကပတော်ရည်ကိုပဲဆံကပါလေနှုတ်ကပတော်နှုတ်တော်မဟုတ်တော့နှုတ်ကပတော်ရည်ကျွန်တော်တက်တာကိုစီကြောပဲတန်ရှင်းစေတယ်ခရီးဘုရားမှာတော့နှုတ်ကပတော်နှုတ်ရည်တောက်ပါတော့ဒါပေမဲ့အတ္တတတလျှောက်လုံးမှာတော့နှုတ်ကပတော်ရည်ကဖယားခင်အသိန်းတော်ကိုကျွန်တော်တို့ကိုတန်ရှင်းစေတယ် အရေးတွင်းချင်းနဲ့กินတယ်အသူတွေနဲ့ပြည့်စုံစေမယ်။ဒါကြောင့်သူကတတင်စားရတဲ့တမင်တွေတို့ဒီရေစီးတဲ့ချောင်းကိုတခါလာလဲဒီတရားတခါလာလဲဒီတရားပဲမဟုတ်ဘူးနော်။ဘလောက်ပဲရှေ့သွားနတ်ဆွေကြရင်တရားပဲသွားရင်ဒါဘာဖြစ်တော်မလဲစေမနှက်ဆက်တဲ့ကြာလာလို့ရှိရင်အတူကြီးဖြစ်သွားလိမ့်မယ်။တိမ်မစားချင်တော့ဘူး။ဒါရေစီးရေစီးတဲ့ရေရေသေးမဟုတ်ဘူး။ရေရှည်ကိုတောင်းတနေ တော့ကျန်တာရဲ့အခုကျန်တာအတင်းရထုတ်ထားတဲ့ကျန်တော်ရဲ့နှုတ်ဆက်မှာဆိုမြေပုံပါလာတယ်မြေပုံမှာဆိုရင်ပင်လယ်သေးနဲ့ဂါလိလဲအိုင်မြစ်တမိတရားစီးလာတယ်ဂါလိလဲအင်အားတော့ဝင်လာတယ်ပြတ်ထွက်သွားတယ်အမေရန်ရေရှင်းတတ်နေတယ်ပင်လယ်သေးကဝင်ပြီးတော့အထွက်မရှိတဲ့ခါမှာတဖြည်းပုတ်တိုးလာတယ်ဒီနေ့ကျွန်တော်ရဲ့ဝင်ငါကြီးဟာဒီတစ်ခုပဲဆိုလို့ရှိရင်တော့ကြာလာရင်အတွင်းမှာပုတ်တိုးပြီးတော့ အနတ်နဲ့တထောင်ထွက်လာနိုင်မယ်အမြင်နဲ့စီးနေတဲ့ရေရတော့အမြင်နဲ့တန့်ရှင်းဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်ကကျွန်တော်ဝိညာဉ်ကနှုတ်ကပတ်တော်စီးနေရေရအမြင်နဲ့တောင်းထဖို့ရည်ကြီးတယ်အဲ့လိုရေဘာကြောင့်တောင်းတာလဲဆိုရင်သူဝိညာဉ်တောင်းတာလားတော့ဇာတိကတော့မတောင်းတာဘူးဇာတိကတော့လောကအရာပဲတောင်းတာပဲလောကနဲ့ဆိုင်တဲ့အရာတွေပဲသူတောင်းတာပဲဝိညာဉ်ကဘုရားရှင်တောင်းတာလေဘာကြောင့်လဲဆိုငါဝိညာဉ်ပြီး ဖျားရှင်ဒီဟုသောအသက်ရှင်နေဟုသောဖျားကိုငတ်လာ၏ဒီဝိညာဉ်ကဖျားကိုငတ်တာဇာတိရောလောကအရာတွေငတ်တယ်လောကအရာတွေပြီးဆိုဝင်လောကအရာတွေသူပြောမယ်ဒါစိတ်လို့အပြည့်ရှိတယ်သူမွတ်တယ်ဆိုတာလူတယောက်နှုတ်ကဘာတွေထွက်လာတယ်မဘောလုံးဝအကြောင်းပြောလိုက်စိတ်ချတီတွေကစိတ်ချမဘောလုံးဝပဲရှိနေဘောလုံးဝစံကတ်နေတယ်ကိုယ်ရရရှိအကြောင်း တခြားအကြောင်းတွေနိုင်ငံရေးအကြောင်းဆက်ဒါတွေရှိလို့ရှိရင်ဒါတွေပဲထွက်လာနိုင်မယ်သူတို့တရားတပည့်ဘုရားခင်ဝိညာဉ်ရတဲ့လူတွေကဘုရားခင်ကိုအသက်ရှင်နေလို့ဘုရားကိုငတ်တယ်တောင်းတတယ်အဲ့လိုဖျားပဲတောင်းကြတဲ့အခါမှာတခါလေကြာရင်ဘုရားခင်ရဲ့ဆုတောင်းခြင်းဘုရားရှင်ထံဆုတောင်းခြင်းကနှောက်နေတာရှိမဲ။တော့ကျွန်တော်တောင်းရအဖြစ်မဟုတ်ဘဲနဲ့ ခြားနာတဲ့အဖြစ်တွေပေးမယ်အဲ့ဒီခါမှာပဝင်ကြီးရဲ့လူတွေဟာအမင်းဖရားဘယ်လိုလဲအဖြစ်မပေးဘူးလားဆစ်တောင်းလည်းမရဘူးလားမင်းပြောတော့ကြာပြီပဲကျန်တော့ဟိမဆိုရင်ရှိခေခါလူတွေကအာခရစ်တော်လာမယ်လာမယ်ကြာပြီပဲအခုတည်းကတော့မမြင်သေးပါလားအဲ့လိုကဲကြဲခါမှာတဲ့သူမျက်ကြီးကနိညာမပြဆောင်စရာဖြစ်တယ်သူဝန်းနေတယ နှစ်ခုရှိတယ်ဗောတချို့ကတော့အ내ဖွေရင်အော်ဖျောင်းကြီးတို့မပေးလို့မြန်ကတို့ခါတာကျွန်တော်အဲ့လိုမထင်ဘူးနော်ဒါဝိဘီရင်ကောင်းသိတယ်အော်ဒီလူတွေမသိပဲနဲ့ပြောနေလို့ခဏလေးသူတို့ဒုက္ခရောက်ရင်သူကအဆန်ရှောင်စစ်တောင်းပြီးတယ်ရှော်တီအမှုကိုစစ်တောင်းပြီးတယ်ဒါသူတော့မဟုတ်ဘူးဒါဝိဒုက္ခရောက်ရင်အကြီးကျယ်ဝန်တာနေကြတယ်ဘူးတို့တို့မဟုတ်ပါဘူးတဲ့ ဲ့လိုသူအောင်မိတဲ့အခါမှာနှစ်စိတ်နှလုံးတည်ကြေခွဲလေသူစိတ်နှလုံးတည်ခွဲစိတ်မကောင်းဖြစ်တယ်။ဒါကြောင့်လူစုနေပေါင်းဖို့ခြင်းရှင်လန်းခြင်းအတန်ထုံနာပြည့်ခြင်းအတန်တွေကိုပြန်၍ဓမ္မပွဲခံတော်လူစုနေအတူဖျားခင်အိမ်တို့သို့ပြင်းညင်းစွာသွားတယ်။ဒီဖျားခင်အိမ်တို့ကိုတို့မြတ်ပြင်းညင်းစွာရောက်လာကြတယ်။လောကီတဏ္ဍာဆောင်တဲ့ စတေရှူရီတရားဆောင်တဲ့ဖြည့်ပျော်ရေးနေရာမှာလူတွေအများကြီးရှိနေကြတယ်။ဘုရားကြီးဗိမာန်တော်နှုတ်ကပတ်တော်နှုတ်စစ်တေးချပေးတဲ့နှုတ်ကပတ်တော်ရေပေးတဲ့နေရာမှာတော့လူတွေကမတော်ချင်ကြဖြည့်တဲ့ခြိလာအရန်ဖြည့်တယ်။အိုးပျော်မရှိမဲခုငါကမဆော့ဘုရားအများကြီးသွားကြတာပဲ။ချမ်းသာမဲကြွယ်ဝမဲရမဲစိတ်နဲ့သွားကြတာပဲစားမဲတောက်မဲဆိုသွားကြတာပဲပွင့်လန်းသမီးလူရပ်ပုံများတယ်။နှုတ်ကပတ်တော်စစ်စစ်နှုတ်ကပတ်တော်ရေစစ်နဲ့ပြီးရင် ကျွန်တော်တက်တာကိုပြုပြင်ဖို့ရရှိနေတာတိတ်မတော်ချင်ကြဘူး။ဒါကသူ့ရဲ့ဝိညာဉ်သူအားပေးရတယ်။ငါအထင်မှဘာကြောင့်မင်းညွန့်နေတယ်လဲ။ငါအထင်မှဘာကြောင့်မညီမိုးရှိတယ်လဲ။ပြီးတော့ငါပြန်အားပေးတယ်ငါ့ကိုကယ်တင်လို့အရှင်ငါကိုးကွယ်တော့ဘုရားရှင်ကျေးဇူးတော်ငါချင်းဝန်ထုံးဝနာပြရလျာတည်။လောကသားတွေကလောကနဲ့ဆိုင်တဲ့အရာရတဲ့အခါမှာချင်းဝမယ်။ဟာကျွတ်ဝါကြောင်းမယ်။ပြန်ဆိုင်ကြမယ်။ ဲဝิญဉ်သဘောရတဲ့လူဟာကေတီနဲ့အရှင်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းထောပနာပြုတယ်။နှစ်ချိန်လောက်တော့သူချိန်မှာစိတ်ဝิญဉ်ကလူဟာသာတိသဘောနဲ့ဖြစ်လာရင်ညှို့ငှက်တတ်ပါလေ။ဒါဘုရားကြီးမျှော်လင့်တဲ့အခါမှာဘုရားကြီးကကျွန်တော်ကိုကောင်းကြီးပေးတယ်ဆိုတာကျွန်တော်တွေ့ရတယ်။နောက်ဆုံးညီကုန်းချုပ်ဆိုသူကဘာပြောလဲဆိုတော့အုံနာဝิญဉ် ်တင်းဒီအပေကြောင့်ညုံနေသည်။ငါအထင်မှအပေကြောင့်မညင်မှုရှိသည်။ဖျားသခင်ကိုမျော်လင့်လေနေလို့ငါကိုဖြည့်တည်နေမှုသောအရှင်ငါကူးွယ်သောဖျားသခင်ကြီးစုတော်ကငါသည်ချီးမွမ်းထုံးမနာပြုရလျက်သည်။ငါကိုကူးွယ်တဲ့အရှင်ငါကိုကယ်တင်တဲ့အရှင်ကချီးမွမ်းထုံးမနာပြုမယ်။ကြောက်ဒီကနေ့ ဆန်လန်စီယန်နဲ့အတူသဘောတူတဲ့ property ရှိရှာကလည်းသရပြကိုမျိုးလစ်တော်သူကအားပြကြလိမ့်မယ်။ရှီလင်းနဲ့ကဲ့သို့မိမိတောင်ကိုအတိပြုပြင်ကြလိမ့်မည်။ပြေးတော်လည်းမပင်ပါခရီးတော်တော့အခါမမောရကြ။ဒုမင်္ဂလာနဲ့ပြည့်စုံဖို့ကျွန်တော်တို့ဒီနေ့အသက်တာတွေကိုပြင်ဆင်ဆက်ကဆွတောင်းဖို့ဖြစ်ပါလေ။ ခဏိအတွက်မြန်မာနိုင်ငံခရီးအကန်ဘုံဆိုဆူတောင်းရကောမဒီရဲ့ဆူတောင်းခြင်းတစ်ချက်ကတော့ယနေ့တင်အောင်ဖျားသခင်ကိုနတ်ဝိညာဉ်၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်စည်းကပ်နေတဲ့ဖျားသခင်ရဲ့သားသမီးတွေအတွက်ကြီးစလို့ကြီးမွန်ပါဝိညာဉ်ကိုကြီးလိုက်ရင်တော့မှန်ပါလေစိတ်ဝိညာဉ်အာနေစရာတွေအာငယ်စရာတွေဇာတိအနေနဲ့ပူပူပြစိတ်တတ်ကြစရာတွေဒါမဲ့ ဒီ prophet ကြီးရှင်မိပြောသလိုပေါ့ဆင်းရဲဒုက္ခတွေမှာငါဝိညာဉ်ရဲ့သဘောမူကထာဝရဘုရားကပြောလိမ့်မယ်ထာဝရဘုရားသည်ငါအဖို့ဖြစ်တယ်ဆာလံဆရာလူပဲဘာကြောင့်မညှဉ်းငယ်ကြီးရှိတယ်လဲငါတို့ကိုကဲ့တင်တဲ့အရှင်ငါတို့ကိုဖန်ဆင်းတဲ့အရှင်ကိုချီးမွမ်းထုတ်မလာပြုပါဒုတိယချက်ကနိုဘယ်ဝါလာပြုမှာဝိညာဉ်ကြောက်တော်သူများရဲ့မျှော်လင့်ခြင်း သူရဲ့တောင်းတတဲ့အကျုံများကိုဘုရားခင်ပြည့်စုံစေဖို့ကောင်းကြီးပေးဖို့ဆုတောင်းဖို့ဖြစ်ပါလေအတူတကွကျွန်တော်တို့ဆုတောင်းဖို့ပြင်ဆင်ကြပါစို့ဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ယနေ့ထိတိုင်ညဘဝလာတည်နေတဲ့အောင်ကျွန်တော်တို့ဒီဘုရားခင်ကိုနောက်ဝင်၎င်းတစ္ဆာနဲ့၎င်းကိုယ်ဝေရှိကနေရသောကြောင့် ကိုရဘုကျေးဇူးတင်ပါတယ်။ဧကေသူစိကပြီးတော့ကိုရဘုနဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ကိုယ်ယုံနေမှာပြီးတော့ဒီချမ်းသာရမြင့်ကြောင်းအာမလို့စိတ်မပြပဲကျိုးစားဆုတောင်းကြကုန်တော့ပြီးတော့ဒီချမ်းသာရဖို့အတွက်ကိုရအသုံးပြနေတဲ့သားသမီးတွေအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။နိုဘမာလာအတွင်းမှာမွေးနေ့ကြောင်းမဲ့မွေးနေ့ရှင်များ မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့ဇနီးမောင်နှံတို့ရဲ့မျှော်လင့်ခြင်းတောင်းတတဲ့အကြုံများကိုသူတို့တောင်းပန်ကြံစည်တဲ့အချိန်အလွန်ထူးခြားတာကိုတော့ပြုတာကိုသူတို့အတ္တတန်နဲ့မြင်ပြီးတော့ဂျေဇုကိုချီးမောယူနေမှာကသူဂျေဇုကိုပြန်လည်ဝင်ကြခြင်းလူတွေပေါ်မှာကိုရှင်ပေးတဲ့အရာတွေကိုဆက်လက်ပြီးတော့ပေးကမ်းခြင်းအဖြစ်ကိုတော့ဘုံတော်ကိုထင်ရှားစေဖို့ကောင်းကြီးပေးတယ်ပေါ့ပါ ကျွန်တိုင်ပြည်ကြီးအတွက်လည်းစစ်တောင်းပါတယ်ကျွန်စစ်တောင်းတဲ့အတိုင်းကျွန်တော်ချမ်းသာပြီးတော့မြဖြစ်လို့ကျေးဇူးတင်တယ်ချမ်းသာပြီးနေပြီဖြစ်လို့ကျေးဇူးတင်ပါတယ်ရာနှုန်းပြည့်ချမ်းသာခြင်းကိုကျွန်တော်မဆရတဲ့အခါမှာကျွန်တော်ကိုချီးမွမ်းနိုင်ဖို့ယခုတည်းကကျေးဇူးတော်ချီးမွမ်းပါတယ်ကျေးဇူးရှင်မြတ်စွာဘုရားခင်ကျွန်တိုင်ပြည်စီပွားရေးပြည်လင်းမြင့်နေလာဖို့မိသားစုများသည်ပြန်လေပြီးတော့အတူတကွာအေးချမ်းစွာနေလာနိုင်ဖို့ ကျွန်တော်တိုင်ပြည်မှာရှိနေတဲ့ဆိုရှယ်မီဒီယာမှာတစ်ဆင့်ကြားရတဲ့အရာတို့ဒီလဲမင်္ဂလာပေါင်းနေပြည်စုံစီဖို့အမင်္ဂလာတည်နေတဲ့မကောင်းတဲ့အရာတွေကိုလူတို့ဒီရှောင်လွှဲပြီးတော့အကျိုးရှိမဲ့အရာတွေနဲ့အသက်တာကိုတည်ဆောက်နိုင်မှုပညာတွေယူနိုင်မှုကိုတော့ကောင်းကြီးပေးတယ်မပါကျွန်တိုင်ပြည်မှာလောကီနေဆိုင်တဲ့ပညာထရဘုရားကိုတည်ကြွခြင်းပညာနဲ့ပြည်စုံစီဖို့ကလည်းကိုတော့ကောင်းကြီးပေးတယ်မပါ အထူးသဖြင့်အရှင်တရားတော်ကိုနှလုံးသွင်းရတဲ့နိညာမပြရှင်ကျင်အောင်မိသောအဖြစ်ဒီလိုကြံ့မာခြင်းအသက်ရှင်ခြင်းမင်္ဂလာနဲ့လည်းတိုင်းပြည်ပြည်သားများကိုကိုယ်တော်ကောင်းချီးပေးမဆတော်ပါကျွန်တော်ဤကဲ့သို့ဆုတောင်းကြတဲ့အခါမှာတူးချင်းတယောက်ချင်းအတွက်ပြည့်စုံအောင်တောင်းခြင်းမဆွမ်းနိုင်ပေမဲ့အရှင်ဘုရားသခင်ကိုရိုနေတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းမြတ်တာဘုလဲ့ ယုံကြည်ပါနဲ့ဆုတောင်းပေးကြမည်ပါ။ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ဖာကိုတော်ဤနာမတော်အားယုံဒီလေးမြချင်းရှိပါစေတော်။နိုင်ငံတော်တည်ထောင်ပါစေတော်။အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြဲသောမြေကြီးပေါ်၌ပြည့်စုံပါစေတော်။တဲ့မွေလာသောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါ။ ဒီတစ်ပါးဒီကျွန်တော်တို့ကိုပြမားတို့ပြများကိုကျွန်တော်တို့ဒီလွတ်တကယ်တို့ကျွန်တော်တို့အပြစ်များကိုလွတ်တူပါအပြစ်တွေဆောင်တော့လည်းမပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တူပါဆိုပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီစီအဆုံးသတ်ဖို့အတွက်ဓမ္မတိချေပ380အသက်ကြီး ုဓမ္မတခြင်းဖြစ်ပါလေရှင်ယေရှုအသက်ရည်ဝေပေးသည်ဖူးမပီးရပဲနဲ့အသက်ရည်ကိုဝေပေးနေသောကြောင့်လူသားတိုင်းအသက်ဆန်းရလာရတောက်တင်းခြင်းအဖြစ်အငတ်ပြည်စီဖို့ဝိညာဉ်အငတ်ပြည်စီဖို့ဒီတခြင်းလေးကိုကျွန်တော်ဒီကွာချီးမွမ်းမြတ်တာပို့ရတဲ့ဘောနဲ့တီးဆိုကြပါစို့ thank you Show out t i e ရားခင်တမင်ဒီရုသည်ရေစီတော်ကိုရေစီတော်ချောင်းကိုတောင်းတတယ်လို့ကျွန်တော်တို့ဝိညာဉ်ဒီကိုတော့တောင်းတပါတယ်အကြောင်းကကျွန်တော်ဝိညာဉ်ဒီကိုတော့ငတ်လာပါတယ်ဒီနေ့တိုင်းပြည်ကြီးမှာအစားအစာငတ်တယ်လို့လူတို့ဒီဝိညာဉ်ရမှာကိုတော့ငတ်မှုလည်းရှိပါတယ်အငတ်ပြေစီဖို့အဖူးမပေးရပဲဝိညာဉ်ဖို့ကိုတော့မိမာတဲ့အတိုင်းပဲဖိတ်ခေါ်တဲ့အတိုင်းပဲတိုင်းသူပြည်သားတိုင်းကိုတော့ထလာပြီးတော့ ဝိညာဉ်အငတ်ပြည်စေတဲ့ကရရှင်ထံကအသက်ဆန်းရည်ကိုတောက်သွင်းနေသည့်တိန်အောင်မင်္ဂလာပေါင်းနှင့်ပြည့်စုံစေဖို့ရာထရဖျားသည်ကျွန်တို့နိုင်ငံသူနိုင်ငံသားများကိုကောင်းချီးပေးရဆောင်မကြည့်ရှိပါစေတော့တယောက်စီတို့ပေါ်မှာကိုရရဲ့ရွှေမျက်နှာလင်တော်ကိုလွတ်လပ်သူတို့ပေါ်တွင်ဂယုဏကျေစုပြုတော်မူပါစေတော့ကျွန်တော်ပြည်တော်ကြီးနဲ့ပြည်သူပြည်သားအပေါင်းတို့ကိုမျှော်ကြည့်၍ ချမ်းသာပြီတော့ပါစေတော့ခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကြီးစွာသောနေ့တရှိသောဝိညာဉ်တော်ဘုရားရဲ့မိဖုရားခြင်းကြီးစွာအပေါင်းတို့သည်အမိမြန်မာနိုင်ငံတော်ကြီးနေ့နိုင်ငံသူနိုင်ငံသားအသီးသီးပေါ်တယ်၎င်းပြည်တော်ကြီးချမ်းသာရမည်အကြောင်းအားမျိုးစစ်မဲ့ပြပဲကျူးစာပြီးတော့အစာရှောင်းပြီးဆုတောင်းကြတော့တာမီအသီးသီးပေါ်မှာယခုမှစ၍ကာလအစီမြဲတရားဒီရှိ tini bajadri Amém, Amém, Amém.